ကဲ CNC operator တိတော့အတဲဒီနေ့တာမှာအရေးအကြီးဆုံးကဘာလဲဆိုတာပြောကြအောင်ဒါကတော့လေတခြားမဟုတ်ဘူးစက်မစက်ခင်လိုရရဲ့ pre operation safety checks ပါပဲဒါကလုံးရင်ကောင်းတယ်ဆိုတာမျိုးမဟုတ်ဘူးเนาะဒါက professional တိုင်းရဲ့တရားမဖြစ်မနေလို့ရမယ့်အရာအလုပ်ပြီးလို့အိမ်ကိုဘေးမတည့်ရမခါပြင်ရောက်ဖို့အတွက်အာမခံချက်ပဲဆိုတော့ CNC operator တယောက်ရဲ့ဒီနေ့တာမှာအရေးကြီးဆုံးအပိုင်းကဘာထင်မဲ့ထင်လဲအဖြေကလေတော်တော်များများထင်ထားတာထက်အများကြီးပိုပြီးရွှင်ပါတယ်အခြေခံကြတယ် ကဲအဲ့ဒါပါလဲဆိုတာကြည့်လိုက်ရအောင်ဟုတ်ကဲ့အဖြေကတော့ pre operation safety check ပါပဲစမစခင်လို့ရတဲ့ဘေကင်းရေးစစ်ဆေးမှုပေါ့ဒါဟာကိုယ့်ရဲ့ဒီနေ့တာအလုတ်ချိန်တစ်ခုလုံးဘေကင်းဖို့အတွက်အဓိကအကြဆုံးအခြေခံအုတ်မြစ်ပဲဗျာဒီကိစ္စကိုပိုရှင်းတော့အောင်ပုံမှန်တစ်ခုပေးမယ်ဗျာလေယာဉ်မှုတစ်ယောက်နဲ့ဒူတယ်လို့မြင်ကြည့်လိုက်လေယာဉ်မောင်းမဲ့ pilot တယောက်ဟာလေယာဉ်မထွက်ခင် pre flight check လို့တဲ့ဟုတ်အဲ့ဒီမှာအပိုင်းနှစ်ပိုင်းရှိတယ် ပထမဆုံးကိုကိုကိုအရင်စစ်တယ်ပြီးမှလေရင်ကိုစစ်တာအဲ့ဒီလိုပဲကျွန်တော်တို့ CNC မှာလည်းဒီတိုင်းပဲ operator ကိုတိုင်းရယ်ပြီးတော့ CNC machine ရယ်ကဲဒါဆိုအပိုင်းအတိအနေနဲ့လေရင်မှုကိုအရင်စစ်တယ်လို့ပါဗျာကျွန်တော်တို့ operator ကိုတိုင်းအတွက်ပြင်ဆင်မှုတွေနဲ့စလိုက်ကြရအောင်ဒါကတော့ PPE လို့ခေါ်တဲ့ personal protective equipment ကိုပိုင်းအားကားွယ်ပစ္စည်းတွေဝတ်ဆင်တာပါပဲအလုတ်ခွင်ထဲမှာမရှိမဖြစ်လို့ကိုလိုအပ်တဲ့ PPE ကအဓိက၃မျိုးရှိတယ် ဒါကို safety uniform လို့ပဲမှတ်ထားလိုက်မျက်လုံးနားပြော်လက်ဒီထုံးကူအအကားွယ်ဒီပေါ့ပထမဆုံးမျက်လုံးဆက်လဲနေပြီဆိုရတယ်လေတိတိလေးဒီဒါပေမဲ့အရှိန်အုံချက်ပြင်းတဲ့အမုံဆေးတွေလွင့်ထွက်လာနိုင်တယ်တက်တူအစားလေးတွေရော ခုလတ်နေရောအဆုံပဲအဲ့ဒီချိန်မှာကိုမျက်စိကိုကားွယ်ပြင်းနိုင်မယ်တခုတည်းတော့ဒိုင်းကအကားွယ်မြတ်မှန်မယ်ဒါမရှိလို့မဖြစ်ဘူးနောက်တစ်ခုကနာဆက်တန်တွေက70 decibel အထက်မှာရှိတတ်တယ် ီစုညာတန်ကချက်ချင်းကြီးဘာမှမဖြစ်ပေမဲ့ယေရှေမှာကိုယ့်ရဲ့အကြအယုံကိုတဖြည်းဖြည်းနဲ့အပီးတိုင်ပြည့်စည်စေနိုင်တဲ့မမြင်ရတဲ့အန်ဒီရဲ့ပဲဒါကြောင့်နားချက်ထပ်ဖို့ဆိုတာကလှုပ်ချင်မှလှုပ်ဆိုတဲ့ကိစ္စမဟုတ်ဘူးမဖြစ်မနေလှုပ်ရမယ်ဆိုတဲ့အရာတစ်ခုပါ Okay လက်အကိစ္စဒါကတိတ်ကိုအရေးကြီးတဲ့စီကံတစ်ခုရှိတယ်ဘယ်ချင်ဝဲရမလဲပစ္စည်းချမ်းတွေကင်တဲ့အခါဒူးတွေလဲတဲ့အခါချွန်းတက်တဲ့တထုဆယ်တွေရှင်းလင်းတဲ့အခါအဲ့အခါတွေမှာလက်အိတ်ဝတ်ပါဒါမဲ့အရေးကြီးဆုံးက ဘဲအချိန်မှာလုံးဝမဝဲရအောင်လဲဆိုတာပဲအဲ့ဒါကဆက်လက်ပတ်နေတဲ့အချိန်မှာဆက်လက်နေတုန်းလက်အိတ်ဝတ်ထားရင်အဲ့ဒီလက်ကဆက်သေးပါသွားတယ်နဲ့ဆင်းတော့မစင်စားရဲစရာထိခိုက်မှုမျိုးတွေဖြစ်သွားနိုင်တယ်ဒါကိုတစ်ချက်မှတ်ထားရမယ်ဟုတ်ပြီအခုဆို operator တော့အဆင်သင့်ဖြစ်ပြီ PPE တွေ please ဆုံးပြီပေါ့အဲ့တော့ကျွန်တော်တို့ရဲ့ lean fit ရဲ့ CNC machine ကိုစစ်ဆေးရမယ့်အပိုင်း number 2ကိုတွားလိုက်ရအောင်ဒါကဆက်ရဲ့အဓိက safety features တွေကိုအများဆုံးစစ်ဆေးတာပဲဒီစစ်ဆေးမှုကလေး တမနစ်တော့အပြည့်မကြဘူး။ဒါပေမဲ့နေတိုင်းလို့ရမယ်အကျင့်တစ်ခုဟစ်ခုဖြစ်ရမယ်။တဲ့ကိုယူရှင်းတဲ့အဆင့်သုံးဆင့်ပဲရှိတယ်။ပထမ door and lock ကိုစစ်မယ်။ဒုတိယ windows တွေကိုကြည့်မယ်။တတိယ panels တွေအကုန်လုံးလဲလာလာစစ်မယ်။ door interlock ဒါဘာလဲဆိုတော့စက်တကားပွင့်နေရင်စက်ကိုလုံးဝ run လို့မရအောင်တားပြီးအစင်းနေလေ။ဒါကစက်တလုံးမှာအရေးကြီးဆုံး safety device လို့တောင်ပြောလို့ရတယ်။ ဲ့တော့နေတိုင်းဆရာမကသူ့ရဲ့တော်လေးကြီးကောင်းနေလားဝတ်ဥတွေများချောင်းနေလားတေချာလေးတစ်ချက်ကြည့်လိုက်အောင်ပဲနောက်တစ်ခုကပီတင်းပေါက်ဒီဒါတွေကခူးလက်မစင်အောင်ကာထားတဲ့ပလတ်စတစ်ပြားလို့ရှော့မတွက်နဲ့နော်သူတို့က engineering ပိုင်းအရာတေချာတွက်ချက်ပြီးလုပ်ထားတဲ့ safety ရှိတယ်အထဲကထူးတစ်ခုခုအကျိုးပြီးလွင့်ထွက်လာရင်တောင်းအပြင်ကိုမရအောင်ကာကွယ်ပေးဖို့ပါအဲ့တော့အစင်ယာတွေအရာတွေရှိနေရင်သူ့ရဲ့ခန္ဓာရေးကကြာသွားပြီအန္တရာယ်ရှိလာနိုင်တယ်အခုပြောမယ့်အချက်ကတော်တော်များများတတိမထားမိတဲ့ဒါပေမဲ့သိအရေးကြီးတဲ့အချက်တစ်ခု အဲ့ဒီ safety window ဒီမှာတက်တန်းကိုစွန်ရရှိတယ်ဗျဟုတ်တယ်တက်တန်းရှိတယ်အပြင်ဘက်မှာဘလော့ပဲကြီးလင်းနေပါစေဘာအဆင်းရမှမရှိပါစေပေါ်လီကာဗွန်နဲ့ window တွေကအများဆုံး9နှစ်ပဲခန့်တယ်9နှစ်ပြည့်ရင်မဖြစ်မနေလဲရမယ်ချွင်းချက်မရှိဘူးကဲကိုရောဆက်ရော physical check တီးတာပြီးတော့ပြီအဲ့တော့လေယာဉ်မှုတရားအထွတ် flight plan ကအရေးကြီးတယ်လို့ပဲကျွန်တော်တို့ operator တွေအထွတ်လည်းအစ်စ်ထဲမှာအမြဲတမ်းဆွဲဆွဲမြဲမြဲမှတ်ထားရမယ်ရွှေစီးမြင့်တွေအကြောင်းပြောကြရအောင်နံပါတ်1 ရွှေစည်းမြင့်ဒါကတော့ဘရော့မှာမမိတ်ပါနဲ့ပါဝါဖွင့်ထားတဲ့စစ်ထဲကို e-stop နှိပ်ထားတာမျိုးမဟုတ်ရင်ဘယ်အကြောင်းပြချက်နဲ့မှဝင်ဝင်ရဘူးဒါက set operators manual မှာတော့ prohibited action လုံးဝတားမြစ်ထားတဲ့လုပ်ရက်လို့အတိအလင်းရေးထားတယ်တကယ်တော့စက်ကိုလိုင်းကလည်းဒီစီကန်းကိုလိုက်နာဖို့ကူညီပေးထားပြီးသား run mode မှာဆိုရင်တကားတွေကအလိုရောက်ကို lock ကြတော့တယ်ဖွင့်လို့မရတော့ဘူး ဟုတ်ပြီ setup လုပ်ဖို့လိုတဲ့အခါမျိုးမှာတော့လေ့ကျင့်ထားတဲ့ operator တွေအတွက် setup mode ဆိုတာရှိတယ်။အဲ့ဒီမှာတော့တကားဖွင့်လို့ရတယ်။ဒါပေမဲ့ jog handle ကို p ထားမှလေပတ်မဲ့ hold to run access နဲ့ပဲအလုပ်လုပ်တယ်။လက်လွတ်လိုက်တာနဲ့အကုန်ရပ်သွားမယ်။ဒါက safety အတွက်ပဲ။ဟုတ်ပြီအခုကျွန်တော်တို့နောက်ဆုံးအပိုင်းကိုရောက်လာပြီ။ဒါကတော့အရာလုံးရဲ့အဆုံးဆုံးကအကာအကွယ် the ultimate safety net ပေါ့ဗျာ။လေမှုတွေတော့ ejection seat လို့မျိုးပဲ။ ကဲစဉ်းစားကြည့်တခုခုမားသွားပြီအခြေအနေတွေထိမဲရတော့အဲ့လိုချိန်မျိုးမှာကိုယ့်ကိုယ်ကိုကာွယ်ဖို့လုပ်ရမယ့်တခုတည်းသောအရေးကြီးဆုံးလှုပ်ရှားမှုကဘာဖြစ်မလဲအရာကတော့ emergency stop clock ကိုတည်ထားဖို့ပါပဲအဲ့ဒီအနီရောင် clock ကြီးလဲအဲ့ဒါက trap ခပဲဘာဒီပဲဖြစ်နေဖြစ်နေအဲ့ဒီ clock ကိုနှိပ်ချလိုက်တာနဲ့စက်ရဲ့လှုပ်ရှားမှုအားလုံးအားလုံးချက်ချင်းရပ်သွားမယ်စက်ကချက်ချင်းပေးကင်းတဲ့နေထားကိုရောက်သွားမယ် အဲ့တော့နောက်ဆုံးအင်းနဲ့စဉ်းစားစီရမိကုန်းတစ်ခုထားခဲ့မယ်။အရေးပေါ်အခြေအနေတစ်ခုခုဖြစ်လာရင်တစ်စက္ကန့်တောင်မစဉ်းစားဘဲလက်ကအလိုလို e stop စီရောက်တော့ muscle memory က ascending ဖြစ်နေပြီလား။စက်မစားခင်စစ်စေးတဲ့ဆိုတာကနေ့စဉ်လုပ်ရမယ့်အလိုတစ်ခုလို့သဘောမထားပါနဲ့။ဒါကကျွမ်းကျင်ပညာရှင်တယောက်ရဲ့ပင်ကိုစိတ်နဲ့အလေးအကျင့်တစ်ခုဖြစ်ခုဖြစ်ရမယ်။အလုံးပေးခင်းစွာလုပ်ငန်းဝင်ဝင်နိုင်ကြပါစေ။